大家好ဒီနေ့မှာတော့ကျွန်တော်ညီမညီမပြည်မြောက်ဖြားပိုင်းကလာတယ်ဆိုတော့စာကြောင်းကိုတရုတ်လိုဘလို့ရေးမလဲဆိုတာကို လေ့လာတော့မှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့စာကြောင်းကို အပိုင်းနေခွဲကြည့်ရအောင်ဒီစာကြောင်းမှာဆိုလို့ရှိရင်ညီမများတို့ပြထားတဲ့အပိုင်း၄ပိုင်းကိုတွေ့ရမှာပဲဖြစ်ပါတယ်အဲ့တော့ဒီအပိုင်းတစ်ခုချင်းစီကိုတရုတ်လိုဘလို့ပြောရလဲဆိုတာကို အရင်ဆုံးစဉ်းစားရမှာပဲဖြစ်ပါတယ် ကျွန်တော် جماعه ဆိုလို့ရှိရင်ဝမြန်မာပြည်ဆိုတော့မြန်တဲ့မြောက်ဖြားပိုင်းဆိုတော့ပေပုလာတယ်ဆိုလို့ရှိရင်တော့လိုင်းစအခု جماعه တို့မှာဒီစကလုံးတွေအကုန်လုံးကိုတိပြီးဆိုတော့စာကြောင်းဖွဲ့ဖို့စဉ်းစားရတော့မယ်ပေါ့နော်ဒါပေမဲ့ တရုတ်ရဲ့စာကြောင်းဖွဲ့ပုံကမြန်မာရဲ့စာကြောင်းဖွဲ့ပုံနဲ့နည်းနည်းမတူတာတော့ရှိတယ်ပေါ့နော်အဲ့တော့သူတို့မှာဆိုလို့ရှိရင် ကရိယာကိုမြန်မာလိုအနောက်မှာထားတာမျိုးမဟုတ်ဘဲနဲ့အဲဒီပြုတ်လို့တူပြီးလို့ရှိရင်ကရိယာလာတာကိုတွေ့ရတယ်အဲ့ဒီတော့ကျွန်တော်ကျမမြန်မာပြည်မြောက်ဖျားပိုင်းကလာတယ်လို့ရေးလို့မရဘဲနဲ့ကျွန်တော်ကျမလာတယ်မြန်မာပြည်မြောက်ဖျားပိုင်းလို့စဉ်းစားရမှာပဲဖြစ်ပါတယ် 哎喽，我叫个，我来自缅甸的北部是，是多嘛白皮白嘞？哎喽，你嘛路都别个？就诺只嘛，你妈毕业要漂白个哪里白皮白嘞？再见大家。